မင်္ဂလာပါ Barmis Canadian YouTube page ကနေပြီးတော့ပြန်လည်အကြိုးဆိုပါတယ်ပထမဆုံး disclaimer အနေနဲ့ကျမတို့ဟာအလုပ်ကိုင် agency immigration lawyer immigration consultant မဟုတ်ပါဘူးကနေဒါနိုင်ငံမှာ immigration နဲ့ပတ်သက်ပြီးတော့အဖိုးအခယူပြီးအကြံဉာဏ်ပေးချင်တယ်ဆိုလို့ရှိရင်အစိုးရစီမှာတရားဝင် register လုပ်ထားတဲ့ agent ဖြစ်ရပါမယ်ဒါမှမဟုတ်လို့ရှိရင်တရားမဝင်ပါဘူးရှင်ကျမတို့ကတော့ တငယ်ချင်းတွေစိတ်ဝင်တစားမေးမြန်းလာကြလို့ကိုတီးတဲ့ Canadian Experience ကိုပြန်လဲပြပြပေးချင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့မပြေဆုံးတာလိုအပ်ချက်ရှိတာတွေဖြစ်နိုင်ပါတယ်ရှင်။ကိုဘတ်တကိုဆက်ပြီးတော့လဲလေ့လာကြဖို့အတွက်တိုက်တွန်းပါတယ်။ဒီနေ့ကျွန်တော်တို့ပြပြပေးမှာကတော့ကနေဒါနိုင်ငံမှာအဆိုင်လံခံမှုအတွက်ကိုဘလို့လျှောက်ထားရလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးမှာဖြစ်ပါတယ်။ဒီဗီဒီယိုမှာဘာတွေပါမလဲဆိုလို့ရှိရင် အဆိုင်လန်ခံယူတဲ့ process အစဉ်စဉ်ပါမယ်ဘသူတွေကဘလိုနည်းနဲ့ရှောက်လို့ရတယ်ဆိုတော့ဟာပါမယ်ပြီးလို့ရှိရင်အဆိုင်လန် application နဲ့ပတ်သက်ပြီးတော့ဒါ PR ဖြစ်တဲ့အထိပေါ့နော် ကြာချိန်အစဉ်အဆက်ကို ပြောမယ်နောက်ပြီးလို့ရှိရင် reject ထိပါတယ်ပေါ့နော်ကိုယ့် application က reject ထိသွားတယ်ဆိုလို့ရှိရင်ဘာဆက်လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီ video ကိုအဆုံးထိနားထောင်ပြီးတော့ Bami's Canadian YouTube ကို subscribe လုပ်ထားပေးပါ ပုံမှန်ကျွန်တော်တို့အသစ်တင်တိုင်းသိအောင်လို့လည်းဘေးမှာခေါင်းလောင်းလေးကိုနှိပ်ပြီးတော့ဒါ notification ယူထားပေးကြပါနော်အခုဒီ video ကိုလောက်ကားရဲ့ရွယ်ချက်ကတော့ကျမတို့ကို silent process နဲ့ပတ်သက်ပြီးတော့မေးမြန်းလာကြတဲ့လူတွေရှိလို့မလို့အစိုးရ website တွေယုံကြည်စိတ်ချရတဲ့သတင်းချက်လက်တွေကနေပြီးတော့ကိုကားပြီးတော့ပြန်လည်တွေ့ပြချင်တာဖြစ်ပါတယ်ကျမတို့ကိုယ်တိုင်တော့ဒီ process ကိုလုပ်ဖို့တဲ့အတွေ့အကြုံမရှိပါဘူးရှင်နောက်တစ်ခုကတော့ Facebook မှာပေါ့နော် ီရပိုင်းပြန့်နှံ့နေတဲ့ကနေဒါအစိုင်လန်ဖျောက်တာလွယ်လွယ်လေးအချိန်ဘယ်လောက်မှမကြာဘူးအဲ့လိုမျိုးပြောတဲ့သတင်းအမှားတွေကို အခုဗီဒီယိုမှာပါတဲ့သတင်းအချက်အလက်တွေနဲ့တိုက်ဆိုင်ပြီးတော့တကယ်လွယ်သလားဆိုတာကိုယ်တိုင်းဆုံးဖြတ်လို့ရအောင်လို့ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကကနေဒါကိုလာပါဒုက္ခသည်ခံယူပါအစိုင်လန်ခံယူပါဆိုပြီးတော့တင်းကျဲဆွဲဆောင်နေတာမျိုးမဟုတ်ပါဘူးခင်ဗျာနိုင်ငံရဲ့ချားကိုပြောင်းရွှေ့ခြေချရဲဆိုတာကိုယ့်ရဲ့ choice ပါပဲအဲ့လိုပါပဲ ဘယ်နိုင်ငံကိုသွားမယ်ဩစတြေးလျကနေဒါအမေရိကန်ကိုသွားမယ်ဆိုတာလည်းကိုယ့်ရဲ့ choice ပါပဲမြန်မာနိုင်ငံမှာနေရဆိုတာလည်းဒါကိုယ့်ရဲ့ choice ပါပဲကျွန်တော်တို့ရဲ့ video တွေကတော့အဲ့လိုမျိုးကိုယ့်ဘာကိုယ်ဆုံးဖြတ်တဲ့အခါကျရင် information အချက်တခုရအောင်ကျွန်တော်တို့ကပြောပြပေးခြင်းဖြစ်ပါတယ်နိုင်ငံရဲ့ခြားကိုရွှေ့ပြောင်းခြေချတယ်ဆိုတာဒုက္ခတွေခံယူတာအဆိုင်လံခံယူတာတခုလည်းမဟုတ်ပါဘူးတခြားနည်းတွေနဲ့လည်းကိုယ်ကရွှေ့ပြောင်းခြေချလို့ရပါတယ်မဖြူချီခံလိုက်တာနဲ့အားလုံးအဆင်ပြေသွားတာလည်းမဟုတ်ပါဘူးမဖြူချီ processor တွေကခက်ခဲသလိုပဲနောက်ထပ်ကိုယ်ကနိုင်ငံအသစ်မှာခြေချဖို့အတွက်ပေါ့နော် ကြုံတွေ့ရတဲ့အခက်အခဲတွေလည်းရှိဦးမှာပါပဲကနေဒါနိုင်ငံဟာဒုက္ခသည်လက်ခံတဲ့နိုင်ငံတွေထဲမှာနံပါတ်1နိုင်ငံဖြစ်ပါတယ်ကုလသမဂ္ဂဆိုင်ရာဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ရဲ့2018ခုနှစ်2019ခုနှစ်ကိန်းဂဏန်းများအရဆိုလို့ရှိရင်ကနေဒါနိုင်ငံဟာတစ်နှစ်တစ်နှစ်ကိုဒုက္ခသည်3000 3000ခွဲလောက်ကိုလက်ခံတဲ့နိုင်ငံဖြစ်ပါတယ်။အဲဒီ UNHCR ရဲ့အဆိုအရဆိုလို့ရှိရင်ဒုက္ခသည်လက်ခံတဲ့နိုင်ငံ26နိုင်ငံထဲမှာမှကနေဒါနိုင်ငံက နံပါတ်1ဖြစ်ပါတယ်နံပါတ်2ဒုတိယအများဆုံးလက်ခံတဲ့နိုင်ငံကတော့အမေရိကန်နိုင်ငံဖြစ်ပါတယ်နံပါတ်3အနေနဲ့ဆိုလို့ရှိရင်ဩစတြေးလျနံပါတ်4က UK နံပါတ်5ကပြင်သစ်ပေါ့နော်နောက်တစ်ဖက်မှာလည်း UNHCR ရဲ့စီးရင်စရာများအရဆိုလို့ရှိရင်ဒုက္ခသည်အများဆုံး9နိုင်ငံထဲမှာမြန်မာနိုင်ငံကတနိုင်ငံအပါအဝင်ဖြစ်ပါတယ် ကနေဒါနိုင်ငံမှာ refugee တွေကိုလက်ခံတဲ့ refugee processing category နှစ်ခုရှိပါတယ်။အဲ့ဒါတွေကတော့ resettled refugee နဲ့ asylum seeker ဖြစ်ကြပါတယ်။ resettled refugee ဆိုတာကနေဒါနိုင်ငံကိုမရောက်ခင်ကနေဒါနိုင်ငံ ပြင်ပတတိယနိုင်ငံတစ်ခုမှာကတည်းက UNHCR ရဲ့ refugee အသိအမှတ်ပြုထားတဲ့လက်မှတ်ကိုရပြီးတော့ကနေဒါနိုင်ငံကို refugee အနေနဲ့ရောက်လာတာဖြစ်ပါတယ်။ ဒီ resettled refugee အကြောင်းကို ကျမတို့ Burmese Canadian page မှာဗီဒီယိုတစ်ခုပြီးခဲ့တဲ့လပိုင်းကတင်ထားပြီးသွားပြီဒီအကြောင်းကိုအသေးစိတ်သိချင်လို့ရှိလို့ရှင် YouTube channel မှာပြန်လည်းရှာဖွေနိုင်ပါတယ် link ကိုလည်းအောက်က description ထဲမှာထည့်ပေးထားပါမယ်အခုဒီနေ့ပြောမယ့်အကြောင်းအရာကတော့ asylum seeker တွေပဲဖြစ်ပါတယ်။ asylum seeker ဆိုတာကတော့ ကနေဒါနိုင်ငံကိုဝင်ရောက်လာတဲ့အချိန်မှာအဆိုင်လမ်းလျှောက်ထားတာတော့လကောက်ဒါမှမဟုတ်ရင်ကနေဒါနိုင်ငံအတွင်းမှာရှိနေပြီးသားလူကားနေပြီးတော့အဆိုင်လမ်းလျှောက်ထားတာတော့လကောက်အဲ့ဒီအမျိုးအစားကိုဆိုလိုတာပါဘလို့လူတွေကအဆိုင်လမ်းလျှောက်ထားလို့ရလဲဆိုလို့ရှိရင်အရှိမပြောခဲ့သလို refugee နဲ့ အထူးထူပါပဲကိုယ့်ရဲ့နိုင်ငံမှာလက်နက်ကိုင်ပဋိပက္ခစစ်ပွဲတွေဖြစ်နေတော့လောက်ောက်ကိုယ့်ရဲ့ကိုယ်ွယ်ယုံကြည်မှုတော့လောက်ောက်နိုင်ငံရေးခံယူချက်ကြောင့်တော့လောက်ောက်ကိုယ့်ကိုဖမ်းဆီးထောင်ချနှိပ်စက်မဲ့အန္တရာယ်တွေကြုံတွေ့နေရတဲ့လူတွေကအဆိုင်လမ်းလျှောက်ထားလို့ရပါတယ် asylum ရှောက်တဲ့အခါမှာ screening လုပ်တဲ့ process ကလည်းပဲ refugee နဲ့အတူတူပါပဲကိုကိုကျမ်းမာရေးစစ်ဆေးတယ်နောက်ပြီးလို့ရှင်ကိုရဲ့ရာဇဝဲမှုတွေပြစ်မှုတွေကျူးလွန်ဘူးလားဆိုတာကိုစစ်ဆေးပါတယ်ကနေဒါ asylum process ကိုကင်တွယ်တဲ့အစိုးရ agency ၃ခုရှိပါတယ်။ပထမဆုံးတစ်ခုကတော့ Immigration and Refugee Board of Canada IRB ဖြစ်ပါတယ်။သူကတော့ဒီ refugee process တွေကိုကင်တွယ်တဲ့ decision ချတဲ့ board ပေါ့နော်။ ောက်တစ်ခုအနေနဲ့ Canada Border Service Agency CBSA ဆိုတာရှိပါတယ်။ Canada ကိုလေရင်နဲ့တော့လကောက်၊တင်မောနဲ့တော့လကောက်အမေရိကန်တွေပြောလမ်းလျှောက်ပြီးဝင်လာတော့တော့လကောက်နေဆက်ကိုဖြတ်ကျော်လို့ရှိရင်ဒီ CBSA process ကနေလောက်ရပါတယ်နောက်တစ်ခုကတော့ Immigration Refugee and Citizenship Canada IRCC ဖြစ်ပါတယ်ကနေဒါနိုင်ငံအတွင်းမှာရောက်နေပြီးသားလူနေထိုင်ပြီးသားလူတွေက asylum ဖြောက်ချင်လို့ရှိရင် IRCC ရုံးကိုသွားရပါတယ် ဆိုလိုတာကတော့ဒီ asylum process ရှောက်မယ်ဆိုလို့ရှင်နီလန်နှမျိုးနဲ့ရှောက်လို့ရပါတယ်ပထမတစ်မျိုးအနေနဲ့ကဒီလေရင်နဲ့လာတဲ့လူတွေအမေရိကန်ကနေပြီးတော့ဒီကုန်းချောင်းဝင်တဲ့လူတွေသင်္ဘောနဲ့လာတဲ့လူတွေကလောက်ရတဲ့ port of entry claim ပဲဖြစ်ပါတယ်အဲ့လိုမျိုးအပြန်နေပြီးတော့ဝင်လာတယ်ဆိုလို့ရှင်ဒီ asylum ရှောက်မှာကတော့ CBS ရဲ့ office မှာရှောက်မှာဖြစ်ပါတယ်ဒုတိယတနည်းကတော့ဒီကနေဒါမှာရောက်ပြီးသားတခြားတနည်းနည်းတွေပေါ့နော်နေနေတယ်ចောင်းသားဗီဇာနဲ့တော့လောက်အောင်ဧည့်သည်ဗီဇာနဲ့တော့လောက်အောင်ပေါ့နော်အဲ့လိုမျိုးနေနေရနေပြီးတော့ရှောက်တဲ့အဆင့်ဖြစ်ပါတယ်အဲ့ဒါကတော့ inland office claim လို့ခေါ်ပါတယ် inland office claim လုပ်ပြီးဆိုလို့ရှိရင် IRCC ရုံးတွေမှာလောက်အောင်မှာဖြစ်ပါတယ်ဒီ asylum ရှောက်တဲ့ process ရဲ့အဆင့်ဆင့်ကို ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကိုကကနေဒါနိုင်ငံအတွင်းထဲမှာရောက်ပြီးသားလားဗောနော်ကနေဒါနိုင်ငံအတွင်းမှာနေထိုင်နေရလူလားဒါဆိုလို့ရှိရင်တော့ IRCC office ကိုလိုအပ်တဲ့စာရွက်စာတမ်းတွေဖြည့်ပြီးတော့သွားရပါမယ်အဲ့စာရွက်တွေထဲမှာ BOC ဆိုရဲ basis of claim form ဆိုတာရှိပါတယ် IRCC office ကိုသွားတဲ့ခါကျလို့ရှိရင်အဲ့ form ကိုတခါတည်းအပြည့်အစုံဖြည့်ပြီးတော့တခြားလိုအပ်တဲ့စာရွက်စာတမ်းတွေတက်သေးထောက်ထားရတဲ့တူသွားရပါမယ် တကယ်လို့ကိုကကနေဒါ port of entry ပေါ့နော်အဲ့ဒီမှာ asylum ကိုရှောက်ချင်လာတာပေါ့နော်အဲ့လိုလူဆိုလို့ရှိရင်တော့ခုနကပြောတဲ့ BOC form ကို15ရက်အတွင်းမှာအပြီးတင်ရပါတယ် CBSA office ကိုပါပြီးလို့ရှိရင်တခြားလိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့တက်သေးခံ identity form တွေကို တင်ရပါမယ် ဆောင်ရွက်ဆောင်ရွက်နေတင်ပြီးသားရဆိုလို့ရှင်ပထမဦးဆုံးအနေနဲ့ကိုကိုအစိုးရဝန်ထမ်းကနေပြီးတော့ security screening လုပ်ပါတယ်ဒါကတော့ interview ရဲ့အများကြီးတရားမှာပထမဦးဆုံး interview ပါ screening interview လို့လည်းပြောလို့ရပါတယ် eligibility interview လို့လည်းပြောလို့ရပါတယ်ဒီ interview မှာကိုတင်တဲ့ဆောင်ရွက်ဆောင်ရွက်တွေကိုပြန်ပြီးတော့စစ်ပါတယ်ပြေဆုံးလားမပြေဆုံးလားဆိုတာနောက်ပြီးလို့ရှင် ကိုအဆိုင်လမ်းလျှောက်တဲ့အကြောင်းရင်းရခိုင်လုံလားတသက်ထောက်ထားရပြည့်စုံလားဆိုတာကိုစစ်ပါတယ်အဲ့ဒီအဆင့်အရန်ရေးကြည့်ပါတယ်ပထမဦးဆုံးအင်တာဗျူးမှာတည်းကကိုက reject ထိသွားပြီဆိုလို့ရှိရင် criteria ထဲမှာမပါလိုက်ဘူးဆိုလို့ရှိရင်ပေါ့နော်တခါတယ်လင်းရနေပြီးတော့ပြန်လှည့်ပြန်ရအောင်လာတော့ရှိနိုင်ပါတယ်ဒုတိယအဆင့်မှာ reject ထင်တာမှာပဲတရားရုံးအဆင့်ဆင့်နဲ့လိုက်ပြီးတော့ပေါ့နော်အပီးလုပ်လို့ရပါတယ်အယူခံတင်လို့ရပါတယ်ပေါ့နော်ဒီပထမ interview မှာတည်းကကိုကမအောင်ခဲ့ဘူးဆိုလို့ရှိရင် အပီလုပ်လို့မရပါဘူး you can ဝင်လို့မရပါဘူးပေါ့နော်ကိုတင်တဲ့ဆောင်ရွက်စာတမ်းတွေကအကုန်လုံးပြည့်စုံတယ်ကိုရဲ့ asylum claim က eligible ဖြစ်တယ်ဆိုလို့ရှိရင်တော့ကိုသွားတဲ့ office ပေါ့နော် IRCC ကတော့လကောက် CBSA office ကတော့လကောက်ပေါ့နော်ကိုရဲ့ဆောင်ရွက်စာတမ်းတွေအကုန်လုံးကိုဒုတိယအဆင့်အနေနဲ့ immigration and refugee board ပေါ့နော် IRB ကိုတင်ပါတယ် IRB ကကိုယ့်ရဲ့ဆောင်ရွက်ဆောင်ရွက်နယ်ကိုလက်ခံရရှိပြီးတော့ decision ချဖို့အတွက်ကို hearing ကိုဆောင်ရွက်တွေလက်ခံရရှိပြီးရက်60အတွင်းမှာပြန်ပြီးတော့ခေါ်ပါတယ်ဒီ hearing ကိုတိတိကျတက်ဖို့အတွက်အရင်အရေးကြီးပါတယ်။တကယ်လို့ဒီ hearing ကိုပြတ်ကွက်သွားရဲဆိုလို့ရှိရင်ယုံချိန်ကိုပြတ်ကွက်သွားရဲဆိုလို့ရှိရင်နောက်9ရက်အတွင်းပေါ့နော်သူတို့ကတောင်းတခါယုံချိန်ထပ်ပြီးလုပ်ပါတယ်။အဲ့လိုမှကိုကမသွားနိုင်ဘူးဆိုလို့ရှိရင်တော့ကိုယ်ရဲ့ asylum ဖြောက်တဲ့ဟာပြတ်ပြဲသွားပါတယ်။ကိုမအောင်တော့ဘူးပေါ့နော်။ ဒီ hearing ကိုကိုယ်ရဲ့ရှေ့နေလဲပါရပါမယ်။နောက်ပြီးရင်ကိုက translator လိုရဲဆိုလို့ရှိရင် translator လည်းခေါ်လို့ရပါတယ်။ဒီ hearing ပေါ့နော်ကို asylum ဖြောက်တဲ့ဟာကိုကြားနာပွဲပြီးလို့ရှိရင်တော့ decision ကိုတစ်ခါရဲတဲ့ခြားတတ်ပါတယ်။ဒါမှမဟုတ်ဘဲနဲ့ရက်ပြန်ပြီးတော့ချိန်ပြီးတော့မှ decision letter ကိုကိုယ်ကိုစာပို့တာမျိုးလည်းရှိပါတယ်။အဲ့ဒီဒုက္ခတဲ့ဆိုင်ရာဘုတ်အဖွဲ့ကနေ IRB ကနေပြီးတော့ဂျာနာပွဲမှာကိုရဲ့ asylum ရှောက်တဲ့ဟာကို reject ထည့်ရဆိုရင်တော့အထက်တရားရုံးအစစ်အစင်ကိုတက်ပြီးတော့အယူခံတင်တွင်းလို့ရပါတယ်နောက်ဆုံးအမြင့်ဆုံးတရားရုံးရဲ့ decision ရလည်းပဲကိုကို reject ဖြစ်တယ်ဆိုလို့ရှိရင်တော့ကနေဒါနိုင်ငံ နေပြီးတော့ထွက်ခွာဖို့အတွက် order အမိန့်စာဆ ாய் ရွက်ရပါမယ်။ အဲ့လိုစာရရရဆိုလို့ရှိရင်တော့ကိုကကနေဒါနိုင်ငံတွင်းရနေပြီးတော့ထွက်ကိုထွက်ပေးရပါမယ်။နောက်ပြီးတော့ကနေဒါနိုင်ငံတွင်းကိုအချိန်အတိုင်းတာနှစ်အပိုင်းခြားတစ်ခုထိပေါ့နော်ထပ်ပြီးတော့ဝင်လို့မရဘူးဆိုတာလည်းဖြစ်နိုင်ပါတယ်။အဲ့လိုမျိုးဗီဇာပိတ်ခံရတာတွေဖြစ်လာနိုင်တဲ့အတွက်ကိုကစပြီးတော့ဒီ process ကိုလုပ်ပြီးဆိုတဲ့အကတကယ်ကျွမ်းကျင်တဲ့ရှေ့နေရှေ့ရနေလုပ်တင်ပါတယ်။တကယ်လို့ကနေဒါနိုင်ငံကတာဗီဇာပိတ်ခံရတယ်ဆိုလို့ရှိရင်လည်းတခြားနိုင်ငံကြီးတွေပေါ့နော် ကနေဒါ Australia UK US တို့လိုနိုင်ငံတွေကို ဝင်ဖို့အတွက်လည်းထပ်ပြီးတော့ခတ်သွားပါလိမ့်မယ်။အဲဒါကြောင့်မို့လို့ဒီ process တွေမစခင်တည်းကအကြံဉာဏ်တွေယူပြီးတော့ timing ဆွေးနွေးထားတင်ပါတယ်။ Facebook ပေါ်မှာတွေ့နေတဲ့လွယ်လွယ်လေးပါလို့လို့ရပါတယ်ဆိုတဲ့အားမျိုးကိုဒါကိုကသတိထားဖို့လိုပါတယ်။ဒါကုဘဝနဲ့ဆိုင်တာပါ။အခုဆက်ပြီးတော့ basis of claim form ကိုဘယ်လိုဖြည့်ရလဲဆိုတာပြောချင်ပါတယ်။အခုလိုနားထောင်နေတာကျေးဇူးတင်ပါတယ်။ ကနေဒါနိုင်ငံအကြောင်းကိုစိတ်ဝင်စားရဆိုလို့ရှိရင်ကျမတို့ရဲ့ YouTube ကို like and subscribe လုပ်ထားပေးပါကျမတို့ကိုမေးလာရမေးခွန်းတွေကိုလည်းအကြောင်းအရာနဲ့စုစည်းပြီးတော့ပြန်လည်ဖြေပေးသွားပါမယ်ကျမတို့ page ကနေပြီးတော့ငွေချေးတစုံတရာယူခြင်းမရှိပါဘူးရှင် ကျမတို့ကကျမတို့သိတာတွေကိုပြန်လည်မျှဝေပေးသလိုမျိုးပဲတငယ်ချင်းတွေအားလည်းပဲအခုဗီဒီယိုတွေကိုမိမိတို့ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုထပ်ဆင့်ပြန်ပြီးတော့မျှဝေပေးပါ information ဆိုတာ တဦးတယောက်တည်းပိုင်တာမဟုတ်ပါဘူးထပ်ဆင့်ပြန်လဲမျှဝေပေးလို့ရပါရဲ့ရှင်